မင်္ဂလာညချမ်းပါရှင်။နေပြည်တော်မိုးလေဝသနဲ့ဇလာဗီတာညချမ်းမှုဥစည်းထနာမှာ2025ခုနှစ်မေလ2ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသတင်များကိုတင်ပြပါမယ်ရှင်။ဒီကနေ့ညနေ6:00နာရီခွဲချိန်တိုင်းထောင်ရရှိခဲ့တဲ့အမြင့်ဆုံးပူချိန်များမှာနေပြည်တော်မှာ32ဒီဂရီဆက်စီရဲ့60ဒီဂရီဖာရန်ဟိုက်၊ရန်ကုန်မြို့မှာ35ဒီဂရီဆက်စီရဲ့65ဒီဂရီဖာရန်ဟိုက်နဲ့မန္တလေးမြို့မှာ37ဒီဂရီဆက်စီရဲ့87ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါတယ်။ ဒီကနေ့ညနေ6:00နာရီခွဲအချိန်မိုးလေဝသကြိုးတို့မှဖန်ပြရရှိတဲ့ပုံရကပ်ပီပင်လယ်ပြင်နေဘင်္ဂလားပင်လယ်တို့မှာတိမ်နေငယ်မှာတိမ်တင့်တင့်ဖြစ်ထွန်းနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့မကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးရှမ်းကုန်းတိုင်းဒေသကြီးရှမ်းပြည်နယ်တောင်ပိုင်းနယ်ရှေးပိုင်းကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွက်လျာရနေရာတစ်လျှောက်ပါ မိုးရွာသွန်းခြင်းနဲ့တူလီပြတိုက်ခတ်ခြင်းမိုးထင်းကျုံခြင်းမိုးကျိုပြခြင်းပျက်စီးလက်ခြင်းနဲ့မိုးတီကျွေးခြင်းစားတဲ့မိုးလေဝသပစ္စည်းများဖြစ်ပေါ်နိုင်မှသဖြင့်ကြုံတင်သတိပြုနိုင်မှရဲ့အကြံပြုရပါတယ်။ကျန်းတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိတ်ထုတ်တဲ့နေရာကိုတွေ့ရပါတယ်။မြမပင်လယ်ပြင်မှာလိုင်းတင်တင်ရှိပါမယ်။လိုင်းမြမမြမကဲဦးရဲတရှောင်းနဲ့ကံလုံပင်လယ်ပြင်တို့မှာငါးပေမှာရှိပေကန်ရှိနိုင်ပါတယ်။မနှက်ပြန်မွန်တဲချင်းဒီခက်မှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ100ကျကျိန်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာ100ဆစ်ဆိတ်နဲ့စကိုင်းတိုင်းဒေသကြီး၊ချင်းပြည်နယ်၊မကွေးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊နေပြည်တော်၊အေရဝတီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်နဲ့ကယားပြည်နယ်တို့မှာ100နှံပြမိုတေချုံရပြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တို့မှာနေရောင်ကွပီမိုးကြီးနိုင်ပါတယ်။နေပြည်တော်နဲ့ညီတော်ိုင်းမနက်ဖြန်အတွက်မိုးလေဝသအခြေအနေခံမှန်းကြမှာနေရောင်ကွကြားမိုးထချုံရောက်ပါမယ်။အမြင့်ဆုံးမူချိန်မှာ33ဒီဂရီဆက်စီရဲ့67ဒီဂရီဖာရင်ဟိုင်းနဲ့အနည်းဆုံးမူချိန်မှာ23ဒီဂရီဆက်စီရဲ့83ဒီဂရီဖာရင်ဟိုင်းရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်ညီတော်ိုင်းမနက်ဖြန်အတွက်မိုးလေဝသအခြေအနေခံမှန်းကြမှာမိုးတင့်တင့်ထချုံရောက်ပြီးတခါတရံတက်ထနေပါတယ်။ အမြင့်ဆုံးဘူးကြီးမှာ36ဒီဂရီဆက်စီရဲ့69ဒီဂရီဖာရင်ဟိုင်းနဲ့အနိမ့်ဆုံးဘူးကြီးမှာ26ဒီဂရီဆက်စီရဲ့89ဒီဂရီဖာရင်ဟိုင်းရှိနေပါတယ်။မန္တလေးမြို့နယ်ဤတဝိုင်းမနက်ဖြန်အတွင်းမိုးလေဝသအခြေအနေခန့်မှန်းချက်မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။အမြင့်ဆုံးဘူးကြီးမှာ32ဒီဂရီဆက်စီရဲ့60ဒီဂရီဖာရင်ဟိုင်းနဲ့အနိမ့်ဆုံးဘူးကြီးမှာ27ဒီဂရီဆက်စီရဲ့80ဒီဂရီဖာရင်ဟိုင်းရှိနေပါတယ်။နောက်နေ့အတွက်ခန့်မှန်းချက်အနေနဲ့ကတော့ မကွေးတိုင်းဒေသကြီးနဲ့ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ကြောင်းကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးချင်းပြည်နယ်မန္တလေးတိုင်းဒေသကြီးနေပြည်တော်ပဲခူးတိုင်းဒေသကြီးရှမ်းကုန်းတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးရှမ်းပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကျကျမှာနေရာစိစိမိုးထချုံရွာပါမယ်လာမယ့်စနေတနင်္ဂနွေအားလာရများအတွက်မိုးလေဝသအခမ်းအနားများမှာနေပြည်တော်မှာ နေရာကြဲကြဲမှာနေရာစစ်စစ်မိုးထစ်ချုံရွာမှာမိရန်ကုန်တိုင်းဒေသကြီးမှာလေနေရာကြဲကြဲမှာနေရာစစ်စစ်မိုးထစ်ချုံရွာမှာမိမန္တလေးတိုင်းဒေသကြီးမှာလေနေရာကြဲကြဲမှာနေရာစစ်စစ်မိုးထစ်ချုံရွာမှာမိအချိန်ကမို့မိုးရွာနိုင်ပြီးတတိပေးချင်းဒီကနေ့မြန်မာစံတော်ချိန်16:30နာရီချိန်တိုက်ထွားကြများရအနောက်ဘက်မှာရွေလန်လာတဲ့လေဝေလိုင်းများရဲ့အချိန်ကြောင်း၎င်းအရှိဘက်မှာရွေလန်လာတဲ့လေဝေလိုင်းများရဲ့အချိန်ကြောင်း၎င်း ကပ်ပလီပင်လယ်ပြင်နဲ့ပင်ကလာပင်လယ်တို့မှာလိင်တွေများတယ်။တရုတ်ပြည်မကြီးပေါ်ရှိလေပြင်းအကြီးရေဝန်ဒေသမှာရွေ့လာလာတဲ့လေအေးများတွေ့ဆုံမှုကြောင့်၎င်းအပူပြန့်တတ်တဲ့များဖြစ်ထွန်းမှုအကောင်းကျကြောင့်၎င်းဒီကနေ့ညနေမှာလေရန်9လ2025ရက်နေ့အတွင်းမကွေတန်းဒေသကြီးနဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ကြနေနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ် ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာ နေရာကျကျမှာနေရာစစ်စစ်မိုးထစ်ကြုံရွာပြီးအချို့ဒေသများမှာနေရာကွက်၍မိုးကြီးနိုင်ပါသည်။အကြံပြုချက်သို့ဖြစ်ပါ၍ပြည်သူများအနေဖြင့်အချိန်ကမုံမူရခြင်းနဲ့အတူလေပြင်းများတိုက်ခတ်ခြင်း၊မိုထေချုံခြင်း၊မိုချိုပြစ်ခြင်း၊ပျက်စီးလက်ခြင်း၊မိုတီကျွေခြင်းနဲ့မြေပြိုခြင်းစတဲ့မိုးလီဝတ်သားပြစ်စင်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုရပါတယ်။အခုတင်ပြခဲ့တာကတော့ ီကနေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်ကိုစိန်နှပြကျမ်းမာချမ်းသာကြပါစေရှင်